အပိုကားတို့တချောင်းတို့အမြင်ရတဲ့ဝိထုလိုလေးကိုဖတ်ပြပေးခြင်းပါတယ်။နာတော်တဆင်ပေးကြပါအောင်ခင်ဗျာ။ကျမရွယ်ရောက်စားကလေးကအဖေကသူ့လိုလက်စလုပ်ငန်းကိုင်ငန်းတွေကိုအကုန်ရက်ပြစ်လိုက်ပြီးကျမလှုပ်တာစားတာသွားလာလာတာကအစအဖေဟာ ကျမကိုတင်ရန်မလဲစူးစိုက်ပြီးတခြားရာအားလုံးကိုအကုန်မေ့ပြစ်လိုက်ပါတော့တယ်။အဖေအတွက်တော့ကျမသာလျင်သူ့ဘဝသူ့မျှော်လင့်ချက်အလုံးစုံပေါ့လေ။အဖေမြတ်တာထားပုံကကျမအပေါ်တော့အကန့်အသတ်မဲ့ပါပဲ။ ကျမငယ်စဉ်ကတည်းကအဖေနဲ့မေအိမ်တော်ကြီးကအကြောင်းထင်ကခွဲခွာခဲ့ကြတော့အဖေဟာကျမကို အုတ်ထင်းခွင့်လျှောက်ထားပြီးအဖေလည်းသူ အမေလည်းသူလုပ်ခဲ့တာပါကျမ73နှစ်အရွယ်ရောက်တော့ပိန်ချီချီခါကိုင်းကိုင်းနဲ့ကြည်ရအလွန်ရုပ်ဆိုးတဲ့ကောင်မလေးတယောက်ပေါ့အဖေဟာကျမကိုငင်ကိုရှေ့ရှိကကိုမက်မက်ထားလို့ခြေလှမ်းတိုင်းမှာဒူးကိုဘယ်လိုကင်းညွတ်ရမလဲကအစလမ်းလျှောက်နေကိုစနစ်တကျတင်ပြပေးခဲ့သူပါရုပ်ရည်ကတိတ်မလလုံးမိမယ် အများတကာအလယ်မှာလမ်းလျှောက်ဖို့ဟန်မူကထူးခြားနေသမို့လားတော့မသိပါကျမနာမှာကောင်းလေးတွေဝိုင်းဝိုင်းလေလာတဲ့အထိဟိုလူကညစာကြွေးဖို့ဒိတ်လို့ဒီလူကပါတီဝဲတူနှဲဖို့လာခေါ်ခြင်းနဲ့ကျမယူဆိုးမလေးဟာအဖေ့ပြုပြင်မှုကြောင့်မျက်နှာပွင့်ခဲ့ရတာတော့အမှန်ပါပဲဒီလိုနဲ့ကျမ16နှစ်အရွယ်ရောက်ခဲ့တော့ရင်ခုန်စရာကောင်းလေးတယောက်ကိုစတွေ့ရှိခဲ့ပါလေအဖေ့ကိုကျမဘာတစ်ခုမှမချွင်းမချမ်းဖွင့်ရန်တတ်သူမှုဒီကောင်းလေးကိုကျမစိတ်ဝင်စားမိတာ သူနဲ့တူရင်ခုန်ကျင်တာကအစတိုင်ပင်ဆွေးနွေးမိပါတယ်ဂျီတို့အဖေကတမီးသူနဲ့တွေ့တဲ့အခါတိုင်းတခြားစကားတွေပြောရင်းကနေသူကအစ်တကလေးအကြောင်းသိစိတ်ဝင်စားတဲ့အနေထားနဲ့မိနောက်တကယ်ကိုစိတ်ပါလက်ပါနဲ့နားထောင်ရင်သူ့မျက်နှာကိုပဲပြုံးပြီးစိုက်ကြည့်နေလိုက် PDD ကလက်တက်တဲ့အမှုရာတွေလုံးဝမပါစေနဲ့သူ့အာရုံထဲမှာအဓိကရှိနေတဲ့အကြောင်းအရာကိုတမီးကလည်းသူ့နီးတူစိတ်ဝင်စားနေပါတယ်ဆိုတာကိုတင်တင်မွေ့မွေ့ပြတတ်ဖို့လိုတယ် လူဆိုတာကိုနဲ့သိချင်းနှိစက်နိုင်တဲ့အခြားလူတယောက်ကိုအမျက်ချနေတတ်တာတမီးရဲ့လှုပ်အကြံပေးခဲ့ပါတယ်အဖေအကြံတိုင်းကျမလိုက်နာခဲ့တာတယ်ရီဆိုတဲ့ကောင်လေးဟာကျမလိုရှာရှာပါပါမိန်းကလေးတံမဲ့မော်တော်ကားအကြောင်းစိတ်ဝင်စားတတ်တဲ့ကောင်မလေးတယောက်ကိုထူးထူးခြားခြားမှတ်မှတ်သားသားလေးတော့ဖြစ်သွားရတာပေါ့နေ့စဉ်အခြေအနေတွေ့တက်မှုတွေရှိလာရကနေတနေ့တော့ကျမเจ้าကအဝိစားသိမ့်စီရာလောကပီရိုနာကိုတယ်ရီရောက်လာပြီး ကျမရဲ့လက်ကိုအသာလေးဆုပ်ကိုင်းလို့ချစ်ခွင့်တောင်းလာပါတော့တယ်။အိမ်ပြန်ရောက်တော့ကျမလေးဝမ်းသာလွန်းလို့အဖေလေးဘင်းကိုကျမလက်နှစ်ဖက်နဲ့တိုင်းဖဲရင်အဖေကျေးဇူးကြောင့်ပေါ့တယ်ရီကကျမကိုခြေရေးဆူလာပြီးအဖေလို့ပြောလိုက်တော့အဖေကရှယ်ရွန်ယောက်ျားလေးတစ်ယောက်ကကိုယ့်ကိုချစ်ခွင့်တောင်းလာအောင်ပဲအဖေကူညီနိုင်တာနော်ညီတနည်းသူ့ကိုမကြိုက်တော့လို့ခွာထုတ်ချင်ရင်တော့ဖေဖေလည်းမတတ်နိုင်ဘူးကုတဲ့ကကျူပြောထားတာတမီးလို့နောက်ပြောင်နေပါသေးတယ် ျမနဲ့တဲရီတစ်နှစ်လောက်တွဲပြစ်လိုက်ပါသေးတယ်။နောက်တော့လေဖေဖေချိုတင်ခံမှန်းခဲ့တယ်လို့ကျမတဲရီအပေါ်စိတ်တိုင်းမကြမှုတွေရှိလာခဲ့တာတွေ့ရပြီးခွာထုတ်ခြင်းတဲ့အထိစိတ်ထဲမှာဖြစ်လာမိပါတယ်။ကျမစိတ်ထဲမှာနောင်လာမယ့်နှစ်နှစ်အတွင်းဘာတွေဖြစ်ပေါ်လာမလဲဆိုတာကိုချိုတင်မှန်းဆနိုင်တဲ့ဖေဖေရဲ့ဉာဏ်အမျိုးမြင်တွေကိုအထင်ကြီးလေးစားမိတာနဲ့အမျှကျမပေါ်ထားရှိတဲ့ဖေဖေရဲ့တူနိုင်မဲ့မေတ္တာထုတဲ့ကြီးမားပုံကိုလည်းအံ့ဩမဆုံးနိုင်အောင်ဖြစ်ရပါတော့တယ်။ ဒီလိုနဲ့ကျမတက်ကတူကနေတင် जा မှုဘာသာအဓိကနဲ့ဖွဲရခဲ့ပါလေ။ပညာစုံပြီးမှုဘဝလောကကြီးတွေကိုတောင်ပန်ဖြန့်ဝေပြန်ဖို့ကျမအစဉ်နဲ့ဖြစ်နေပါပြီ။ဖြစ်ဖြစ်ရဲ့အေးမြတဲ့မြစ်တာကြီးအောင်မှာပြီးပြီးကလေးငယ်တယောက်လိုပူပင်ကင်းမဲ့စွာနဲ့လူတိုင်းတကြံနိုင်အောင်ဆောင်းတိုင်းမြောက်ခဲ့တဲ့ကျမဘဝကိုမနာလိုဝန်တိုဖြစ်မိကြတဲ့တငယ်ချင်းတွေတောင်ရှိခဲ့ပါလေ။ဘာတစ်ခုမှစူးစမ်းပန်းစားအားမထုတ်လိုက်ရပဲဖြစ်ဖြစ်အစီအစဉ်တွေအတိုင်း ဘွဲတစ်ခုကိုတတ်တောင့်တတ်တာရယူနိုင်ခဲ့တဲ့ကျမဘွားကလည်းသူတို့မနာလိုခြင်းစရာဖြစ်လောက်အောင်ကိုအေးချမ်းပြည့်စုံနေတာကိုဖေဖေကျေးဇူးတွေလေအမျိုးမြင်ကြီးမားလာတဲ့ဖေဖေကအမိမိန်ကလေးဆိုတာဆရာမအလုံးနဲ့ပဲတင့်တော်တာကလေးတွေကိုစာတင်ပေးရတဲ့အလုပ်ကကုသိုလ်လေးရဝမ်းလဲဝတဲ့အလုပ်မျိုးကွယ်သမီးရဲ့နောက်ဆရာမဆိုတဲ့ဂုံပုတ်ကသမီးကိုလူယိုတည်ရှင်ယိုတည်ရှိသေးတယ်လောကလည်းမှာဘယ်တော့မှဂုံမငယ်တဲ့အလုပ်မျိုးသမီးရဲ့ ပညာနဲ့အသက်မွေးဝမ်းကြောင်းလို့ရတာမုံမြတ်ထားပေါ်လို့ဆုံးမခဲ့ဘူးပါလေကျမတို့နေအိမ်ကနေမိုင်ပေါင်း190ဝေးกว่าတဲ့ကယ်လီဖိုးနီးယားပြည်နယ်ကိုချဲလာဆိုတဲ့တဲကန်နာရအလေကညွငယ်လေးတမျိုးကအကြောင်းတကြောင်းမှာအထူးပညာရေးတင်ကြားမှုဆရာမအဖြစ်ကျမကိုအလုပ်ခန်းလိုက်ပါတယ်ကျမအိမ်မက်ကနိုးထရပါလို့တယ်အဖေအရေးအောက်ကစတင်ထွက်တင်ပြီမဟုတ်လားကျမအသက်23နှစ်တောင်ပြေးခဲ့ပြီလေနောက်အဲ့ဒီအချိန်တုန်းကဆရာဆရာမခန့်အပ်ခြင်း နေပါနေခိုင်မှာသာသာဝင်ဝေကောင်းကောင်းပေးတဲ့အထူးပညာရေးတင်ကြားမှုဆံမအဖြစ်ကျမခန့်အပ်ခံရတာနေတဲ့အခွင့်အရေးမှမဟုတ်တာဒါပေမဲ့အကြောင်းဟာအလွန်ဆင်းရဲတဲ့ရက်ွက်ထဲမှာတရှိနေတဲ့အပြင်အကြောင်းရှိကတန်ဖိုးနဲ့အိမ်ယာစခန်းတွေကအခန်းပေါင်းများစွာဟာလေမူရည်စေဝါတုံးဆွဲသူတွေရဲ့စကြက်သတဲချရာနေရာတွေဖြစ်နေလို့ညနေမှောင်စပြိုးတာနဲ့စိုးတန်းလူငယ်တွေအုပ်စုလိုက်ချင်းပွဲရိုက်တာတို့ကားမောင်းပြိုင်ပွဲလုပ်တာတို့ရှိတတ်တာကြောင့်လေအကြောင်းပတ်ဝန်းကျင်ဟာ ကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုတော့မဖြစ်နိုင်တာသိကြပါလိမ့်။အသက်နှစ်နှစ်ကနေဆလင်းနေအရွယ်ကလေးငယ်တွေဟာဈေးဆိုင်စတိုးဆိုင်တွေက ပစ္စည်းအလစ်သုံးမှုကားပစ္စည်းဖြုတ်ခိုးမှုမိခွင်ပြည့်မိရှုမှုတို့နဲ့မကြခဏအဖမ်းခံနေရတဲ့မျိုးလေးပါ။အဖေကကျမစိတ်ကူးဖြစ်တဲ့အဖေနဲ့ခွဲပြီးတယောက်တည်းခွဲနေထိုင်မှုအစီအစဉ်တွေကိုတိတ်သဘောမတူလာပေမဲ့ကျမညဉ့်ညင်မှာစိတ်မချမ်းသာဖြစ်မှာကိုမလိုလားလို့မတားမြစ်ခဲ့ပါဘူး။အဖေကိုယ်တိုင်ကျမတူဦးတဲ့နေထိုင်မဲ့အိမ်ခန်းလေးကိုပြင်ဆင်ပေးပြီး လိုအပ်တဲ့အိမ်ထားမှုပစ္စည်းအလုံးစုံကိုစနစ်တကျထည့်သွင်းပေးခဲ့ပါလေမကြာခဏလေးအလေရောက်လာတတ်ပါလေတတိတော်အမြင်မပြတ်ရှိပါစေနော်သမီးလိုတော့အဖေစိတ်ပူပင်စွာမာလိရှိပါတယ်အပူပါနဲ့အဖေရဲ့လို့ကျမကလည်းဂရိစကားတွေထက်ကတလဲလဲပေးမြေပါအဖေကိုပေးခဲ့တဲ့ဂရိတီမြဲဖို့ကျမစူးစမ်းရင်းစာတင်ရတာကိုကျမပျော်မွေ့နေခဲ့ပါတယ်စီစနစ်တွေပြတ်ထန်းရင်စေရနာတရာလေးကလည်းလွန်ကဲလာတာမို့ဒီเจ้าလေးကเจ้าသားလေးတွေပေါ်လေ ကျမတန်ရောစင်တွေ့လာမိပါလေ။ဒါကြောင့်တရီထားရင်နဲ့ပဲဒီနေ့ကျမကြောင်းစင်းဖို့အခန်းထဲကမိခလုတ်တွေပိတ်ပြီးထွက်လာတော့ကျောင်းတစ်ကျောင်းလုံးမှာလူတစ်ယောက်မှ မရှိတော့ပါဘူး။အချိန်ကလည်းညနေ6:00နာရီထိုးနေပြီမို့ပတ်ဝန်းကျင်တစ်ခုလုံးမှောင်စပြိုးနေပါပြီ။ကျမဟာအလုပ်ထဲမှာစိတ်နှင်းပြီးနေ့နှီးမှတ်ချက်တွေကိုအကောင်းဆုံးနဲ့အလွယ်ကူဆုံးသင်ပြနိုင်အောင်စူးစမ်းရေးသားနေလိုက်တာတစ်ကျောင်းလုံးလူတစ်ယောက်မှမရှိတာကိုမသိလိုက်တော့တဲ့အဖြစ်ပါ။ ။ចောင်းထဲမှာလူမရှိတော့ဘူးအထင်နဲ့ចောင်းဝင်းတကမကြီးကိုလည်းပိတ်သွားကြပြီမို့မလွယ်ပါကလေးတစ်ပေါက်ကနေအသာရှူထွက်ပြီးကားများရက်ထားရចောင်းနောက်ဖက်ကွင်းမြင်အဆက်ကိုခက်တုတ်တုတ်လျှောက်လာခဲ့နေပါလေ။ပိုက်ဆံအီကိုရင်ဘတ်ထဲပိုက်ပြီးအထိတ်တလန့်နဲ့လျှောက်လာတဲ့ဂျမပုံစံကိုအဖေသာမြင်ရရင်တော့သတိမရှိတဲ့သူသမီးအတွက်အဖေဆိုရင်ပူပန်လုံးလို့တကွာဖွာသတိပေးခဲ့တာပေါ့လို့ထပ်ပြောမှတေချာပါလေ။အမောင်တို့ကတစားတက်တစားကြီးဆိုးလို့လာနေပါပြီ။ တိတ်ဆိတ်နေတဲ့အမောင်တို့တွေကအတံပလန်အချို့ကိုကြားလိုက်ရတာနဲ့အတူလူရဲ့နေရာဟွာကျမရဲ့နောက်ဘက်ခလန်းလန်းကနေအမိလိုက်လာကြတာတွေ့ရပါတယ်အမောင်တွေမှာတော့သူတို့ကြာကင်နေပေါ်ကလူရိုးကောင်းခိုင်းကနအမှတ်အသားတိတ်ဆိတ်တွေကကျမကိုခြောက်လှန့်နေတဲ့အောင် ထင်ရလို့ဒီလူစုတွေဟာဘယ်နည်းနဲ့မှ လူကောင်းသူကောင်းကြီးကြီးမွန်မွန်လေးတွေမဖြစ်နိုင်ဘူးလို့ကျမတွက်လိုက်မိပါတယ်သူတို့အထက်ကတယောက်ကဟေ့ဆရာမတယောက်ပါလားလို့စပြောလိုက်တော့ ိုးမဖြစ်နိုင်ပါဘူးငငယ်လေးရှိသေးတာကျမရဲ့အခုလက်ထောက်ပဲဖြစ်မှာပါလို့နောက်တစ်ယောက်ကဝင်ပြောပါတယ်ကျမကအခက်မြင်မြန်လေးတိုးလျှောက်တော့သူတို့ကမကြားတကြားနဲ့ဟောအချောသားပဲနော်လို့ပြောကြပြန်တယ်ကျမဟာရင်မက်ထဲမှာပွေထားတယ်လက်ကန်အိတ်ထဲလက်နားပြီးကားတော့ကိုငဲမရဆန်းပြီးရှားဖွေမိပါတယ်ကားတော့သာလက်ထဲရောက်လို့ကတော့ကားတကားမြင်မြန်ဖွင့်ပြီးသူတို့ကျမနောက်ရောက်မလာခင်ကားတကားတွေကိုအလုံးချက်ချပြီးအမြင်ပေါင်းပြေုံပေါ်လို့ ိတ်အတွေးထဲမှာရောက်လာမိပါလေ။ကျမနှလုံးသားတွေလည်းတဒုံဒုံခုန်လို့ပေါ့။အလွန်တုံ့လို့ခြောက်ခြားစွာနေပေ။ကျမလက်ဟာကားတော့ကိုမစမ်းမိတာကိုတိလိုက်ရမှចောင်းစာတင်ငန်းထဲကသပွဲပေါ်မှာကြံခဲ့တဲ့ကားတော့လေးကိုကျမအမှတ်ရပါတော့တယ်။ရုတ်တရက်ចောင်းဝင်းထဲမှာလူတရာအောင်မှ မရှိတော့တဲ့အတိကြောင့်တုံ့လို့သွားပြီးကတုတ်ကရက်နဲ့သပွဲပေါ်ကကားတော့ကိုကျမယူခဲ့ဖို့မိမိတာပါလား။ဟေ့ရှေ့ကဆရာမလေးကိုမလွတ်စေနဲ့ကွာ။တယောက်ကထအောင်လိုက်ပါလေ။ ကျန်လူငယ်တွေကညာတန်ပေးပြီးပိုင်းထောက်ခံကြပါတယ်။ဖရာသခင်ကျမကိုကယ်တော်မူပါလို့တန်တရင်ရတတ်သမျှဖရာစာတွေကိုတီးတိုးရေရွရင်အဖေမျက်နာကိုလည်းပြေးမြင်လိုက်ပါတယ်။ယေရှုရှင်အဖေတမီးတော့တတိတစ်ချက်လက်မိတာနဲ့ဒုက္ခတွေ့ပြီးအဖေအမဲပြောနေတဲ့တတိထားနော်ဆိုတဲ့စကားအသေးပဲကိုတမီးကောင်းကောင်းသိပါပြီအဖေရဲ့ကျမဟာလက်ကမ်းရဲ့အတွင်ပိုင်းတစ်ခုလုံးကိုအချိန်ခါပေါင်းများစွာစမ်းကြည့်ရှာဖွေနေရတာကိုအမေရသေးပဲ။ အတွင်းပိုင်းစစ်ဆွဲအိတ်နေရာကိုလည်းဖွင့်ကြည့်လိုက်တော့ကားတော်တော့ဟုတ်ဟန်မတူပဲကြီးချင်းတစ်ကလေးနဲ့တော့လီတခြားကိုစမ်းမိပါလေပဲချင်းကများဒီတော့အစ်စ်လေးကျမအိတ်တွေရောက်နေတာပါလိမ့်လေလို့တရရပြည့်စဉ်းစားရင်အချိန်မဆိုင်ပဲအဲ့ဒီတော့အစ်စ်နဲ့ပဲကားတကားကိုဖွင့်ကြည့်လိုက်ပါလေပွင့်တော်ရှိမပွင့်တော်ရှိကျမရဲ့လွတ်မြောက်ဖို့လမ်းစာဟာဒီတစ်ချက်ပဲရှိတော့တယ်မဟုတ်လားမပွင့်ခဲ့လျင်လေစိုးတန်းလူငယ်ရှိဦးရဲ့လက်ထဲမှာကျမဘဝဟာတွေးဝင်စရာမရှိတော့လောက်အောင်ကို ကျေမွတ်ပျက်စီးသွားရတော့မှာပါပဲ။ပွင့်ခဲ့ရင်တော့ကျမလွတ်မြောက်နိုင်ပြီပေါ့။ဟောကာရကဟာတော့အစ်တဲ့အံဝင်ခွင့်ချမှုလားမသိ။ပွင့်သွားပါလေရှင်။ကျမလည်းကားရဲအမြန်ဆုံးဝင်တကားချက်တွေအကုန်လုံးချပြီးကားအင်ဂျင်ဆက်ကိုစတင်နှိုးလိုက်ချိန်မှာတော့လူငယ်တစုဟာကျမကားကိုခြေနဲ့ပိတ်ကမ်းကားရှိဆက်ဖုံးပေါ်ကိုလက်တီးနဲ့ထုစသဖြင့်ဝိုင်းပြီးတောင်းကျဲနေကြပါတော့တယ်။ကျမလည်းကားလီပါကိုအားရှိသမျှဆောင်းနှင်းချလို့စက်ကုံဖွင့်မောင်းပြေးခဲ့ပြီး တမိုင်လောက်မောင်းမိတော့မှဟင်းချစေရင်နိုင်ပါလေအခန်းရောက်တော့မှကျမအခန်းရဲ့တကားကိုတော့နဲ့ဖွင့်ဝင်းပြီး ကိုကိုကိုအိယာပေါ်ပြည့်လဲချလိုက်ချိန်မှာပဲအဖေစီကဖုန်းဝင်လာပါလေညနေတာ6နာရီခွဲနဲ့9နာရီကြာတယ်လီဖုန်းခေါ်တဲ့တွေဟာအဖေစီကဆိုတာ ကျမတိနှင့်ပြီးသားမဟုတ်အဖေအဖေနေကောင်းတယ်နော်ထမင်းရောစားပြီးပြီလားယာဒီကတဖြည်းဖြည်းအေးလာပြီအဖေအပြင်နေတိတ်မထွက်နဲ့အောင်နော်လို့တိုက်ရိုက်ပြောချနေတာကို တဖက်ကဟဲ့သမီးရှယ်ရွန်နင်းကြီးပဲပြောနေတာနဲ့ငါပြောစရာရှိတာတွေမေ့ကုန်မအောင်ပဲတလောကအဖေသမီးစီလာတော့ကလိုလိုမယ်မယ်ဆိုပြီးကားတော့အပူတစ်ချောင်းလှုပ်ပြီးသမီးလက်ကန်အိတ်အတွင်ပိုင်းထဲကစစ်ဆွဲအိတ်တေးသေးလေးထဲမှာထည့်ပေးထားခဲ့တာသမီးကိုလည်းမပြောပြစ်ခဲ့ဘူးလိုရမရသမီးကားတော့မေ့ခဲ့လို့အခန်းပြန်မတက်ချင်လဲအလွယ်တကူရအောင်ပေါ့သမီးအဲ့ဒီစစ်ဆွဲအိတ်ထဲမှာကားတော့ပူတစ်ချောင်းရှိတယ်ဆိုတာ မမေးနဲ့တော့အဖေပြောနေခိုင်းမှာတော့ကျမပါပြင်မို့ဘူးမျက်ရည်ပေါက်ကြီးတွေလိမ်ဆင်းလာနေပါပြီ။အော်အဖေအဖေကျမကိုဘယ်သူနဲ့မှမတူအောင်ရှစ်ချတဲ့အဖေတောင်းစီအောင်လူလေသေးမရှိဖန်ပြီးပေးချတဲ့အဖေကျမဘဝကိုအဖေမြတ်တာ ကြီးမားစွာနဲ့လူလူမဲမဲထည့်ထားပေးခဲ့တဲ့ကားတော်လေးတစ်ချောင်းကကဲတင်ခဲ့တာပါလား။ကျမရဲ့ပေါ်ရော့မှုကြောင့်ကြုံတွေ့ရမယ့်ဘေးရန်တွေကိုလည်းအဖေကြုံမြင်ခဲ့တာပါပဲ။အနည်းငယ်စောင့်ရှောက်ခွင့်မရှိပေမဲ့ အဝေးကနေအန်ဒီရကလွတ်ရလွတ်ကြောင်းကြံဆောင်နိုင်ခဲ့တယ်။အဖေရဲ့မျိုးမြင်နဲ့မြစ်တာတရားကိုလည်းကျွန်မလက်အုပ်ချီမှုအဝေးကနေတစ်ချက်ခိုးပဲမနေနိုင်တော့ပါဘူး။ကျွန်မမှာမိခင်ရင်ငွေနဲ့ဝေးခဲ့ရပေမဲ့အဖေလိုအဖေတရားရဲ့သမီးဘဝမှာ ကျွန်မအမေဆိုတာကိုတခါမှမတောင်းတခဲ့ပါဘူး။အဖေတာဝန်ကအမေတာဝန်မှာရောယူခဲ့ရှာတယ်။အဖေရဲ့ထိန်းသိမ်းစောင့်ရှောက်မှုအောင်မှာကျွန်မဘဝဟာလုံခြုံအေးချမ်းပြီးပြည့်စုံနေခဲ့တာပဲမဟုတ်လားအဖေ။ အိုဂျေရီယဲလို့အမည်ရတဲ့ဝတ္ထုတူလေးကိုလည်းဖတ်ပြပေးခြင်းပါတယ်။နာတော့တာဆင်ပေးကြပါအောင်ခင်ဗျာ။ကျွန်တော်က IB Latex တို့ကဘောလုံးနီးပြဆရာတူဖြစ်ပါတယ်။အားကစားသမားចောင်းသားတော်တော်များများနဲ့ယင်းဒီကျွမ်းဝင်နေတဲ့ဆရာတစ်ပိုင်းတငယ်ချင်းတစ်ပိုင်းလူရဲတူပါ။ကျွန်တော်ကဘသူကရှေ့တန်းမှာအားထားရတယ်။ဘသူကဖြင့်နောက်တန်းအတွက်အကောင်းဆုံးကိုဖမ်းမညံ့တာကဘသူဘဝစသဖြင့်ကျွန်တော်အားလုံးဒီဘကိုတင်းတနီးသိနေပါတယ်။အဲ့ဒီလူတွေတဲကဂျယ်ရီဆိုတဲ့လူငယ်လေးတူကတော့ မမတ်တတရှိစရာကောင်းလာတဲ့လူငယ်တယောက်ပါအာကစားလေးချင်းယုံကိုအစောဆုံးရောက်လာတာဂျယ်ရီပါတရက်မှမပြတ်မကွက်အောင်ကိုလေးချင်းရမှန်တဲ့လူငယ်တူပါပဲလေးနှစ်တာကာလပတ်လုံးမမှန်လေးချင်းကန်ဆင်းခဲ့တဲ့ဂျယ်ရီကိုသူဖခင်ကြီးကနေ့စဉ်လာပြီးအားပေးတာလေမှတ်သားစရာတစ်ခုပါဂျယ်ရီနဲ့သူဖခင်ကြီးလက်ချင်းချိတ်လို့တက်ကတူပရဘုံအနှံ့လျှောက်သွားရင်ရေမောပျော်ရွှင်နေတဲ့မြင်ကွင်းကလည်းအခြားသားအဖအတွေးတွေမှာမြင်ရသေးတာကြောင့် ကျွန်တော်သူ့ကိုအထင်တကြီးနဲ့အမှန်တသားရှိခဲ့မိတာလည်းဖြစ်ပါတယ်။လူပြောပေါ့အွယ်သားငယ်နဲ့လက်ချင်းချိတ်ပြီးပရဝံအနှံ့လေပတ်ကပျော်ရွှင်ရေမောဖို့အချိန်ပေးနိုင်တဲ့ဖခင်ရဲ့အကြီးမားတဲ့မေတ္တာတရားကိုလည်းကျွန်တော်မလေးစားဘဲမနေနိုင်ပါဘူးခင်ဗျာ။အချိန်အားလေးများရခဲ့ရင်ဖြင့်သူ့တို့အဖအနဲ့စကားသမီးပြောဖို့လက်ဖက်ရည်တောက်ဖက်ယုံမယ်လို့ကျွန်တော်စိတ်ထဲတည်ထားခဲ့တာလည်းအမှန်ပါပဲ။ဂျယ်ရီကလည်းအဖေနဲ့တွေ့လို့ကတော့လောကကြီးတစ်ခုလုံးကိုမေ့သွားတဲ့တဲ့ကောင်စားလေးမဟုတ် သူ့ဖေနဲ့ကျွန်တော်တို့မိတ်ဆက်ပေးဖို့တောင်းပြီးနေတဲ့အကောင်းလေးပါဂျယ်ဒီကိုလည်းသူ့ဖေအကြောင်းတစ်ခါမှမေးမကြည့်ဖြစ်ပါဘူးဒါပေမဲ့အဝေးကမြင်ရတဲ့ကျွန်တော်ရင်ထဲမှာတောင်းသူတို့သားဖရဲ့ချစ်ခင်ပေါင်းစည်းမှုကကျဉ်းနှူးချမ်းမြေ့စရာဖြစ်နေခဲ့ပါတယ်တခုပဲပြောစရာရှိပါတယ်လေးနှစ်တာလုံးမပြတ်မကွက်ဇွဲနေပဲနဲ့လေ့ကျင့်မှုပြုခဲ့ပေမဲ့ဂျယ်ဒီရဲ့ခြေကတော့လုံးဝတက်မလာပါဘူးသူ့ကိုအလွန်ဆုံးကြောင်းတွင်အတင်းချင်းချင်းအပြော်တန်းရှင်ပြိုင်တဲ့အခါတွေမှာပဲထဲ့သွင်းကစားနိုင်မှာကလွယ်လို့ တက်ကတူအချင်းချင်းမြို့နယ်ကလပ်အသင်းတွေနဲ့ကစားရမယ့်ပွဲတွေအတွက်အားထားလို့မရနိုင်တာလို့အမှန်ပါပဲဒီလိုနဲ့ဂျယ်ရီတက်ကတူနောက်ဆုံးနှစ်ရောက်လာခဲ့ပါပြီဘောလုံးပြိုင်ပွဲရာသီမို့အစဉ်လာအဖြစ်ပြိုင်ပွဲတွေဖြစ်တဲ့ဂျော်ဂျီယာကလပ်အသင်းနဲ့ဂျော်နီယာစက်မှုသိပ်ပံအသင်းမစ္စီဂန်ပြည်နယ်နဲ့အိုဟိုင်းယိုပြည်နယ်ကလပ်အသင်းများနဲ့ပွဲစဉ်တွေကြားထဲမှာကျွန်တော်တို့ IB လက်အသင်းကကြားညံ့ပြီးအကျိတ်နဲ့နှွှဲရမှာမို့ကစားမဲ့လူတွေကိုနေရာထားမမရလေအောင် ဂယုဓမ္မထားပြီးရွေးချယ်နေတဲ့တညနေခင်းမှာသူတို့အခန်းတကားခောက်တန်းနဲ့အတူခြေဒီကိုတကားဝမှာတွေ့လိုက်ရတော့အမြဲတမ်းပြုံးရွှင်နေလေးရှိတဲ့သူမျက်နှာနူးနူးလေးဟာမုံမှန်းရင်ရောပြီးဝမ်းနဲ့ကြည်ခွဲရိတ်တန်းနဲ့ခြေဒီရဲ့မျက်လုံးတွေဟာခါတိုင်းလိုတောက်ပမနေနိုင်ပဲမျက်ရည်တွေနဲ့စွတ်စွတ်နေပါလေဆရာကျွန်တော်အပြေဆုံးပြီလို့ခုပဲဖုန်းရပါလေကျွန်တော်အိမ်ပြန်မလို့၄-၅ရက်လေ့ကျင့်ခွင့်မဆင်းနိုင်ပါမို့ခွင့်လာတိုင်နာပါဆရာဖြစ်ပါတယ်နော် ျွန်တော်ကိုခွင့်ပေးမယ်မဟုတ်လားဆရာလို့ဂျေဒီကတုံတုံခက်ခါလေးပြောပါတယ်ငါစိတ်မကောင်းလိုက်တာကလေးရဲ့မင်းသိချစ်တဲ့အဖေတရားအောင်တိမ်ပါသွားတဲ့ကိစ္စမင်းမဖြစ်မနေသွားကိုသွားရမှာပေါ့ကွယ်အေးအေးဆေးဆေးနေပါလာမယ့်စနေနေ့ဘောလုံးပွဲအမိပြန်မလာနိုင်လို့လေစိတ်ထဲဘလို့မှမအောင်မင်းနဲ့မင်းကငါခွင့်ပေးပါလေဖြေသာနိုင်အောင်အေးအေးဆေးဆေးနေလို့ကျွန်တော်ကပြန်ပြောလိုက်တော့ကောင်းလေးတစ်ဆက်ဆက်ညှိပြီးဂျယ်ရီထွက်သွားပါလေ။ဒါပေမဲ့တောက်ကြာနေညနေခင်းမှာ ဂျေဒီကျွန်တော်အခန်းတကားကိုထပ်မံရောက်ရှိလာခဲ့ပြန်ပါတယ်ကျွန်တော်ပြန်ရောက်ပါပြီဆရာကျွန်တော်တခုတောင်းဆိုမေတ္တာရက်ခံခြင်းနာကတော့စနေနေ့ပွဲစဉ်မှာကျွန်တော်ဝင်ကစားပြရသည်ဆရာရဲ့အကောင်းဆုံးကစားပေးပါမယ်ဆရာလို့အားတက်တရောပြောချပါတယ်ကျွန်တော်ကအဲဒီနေ့ပွဲစဉ်အတွက်လူရွေးထားပြီးပြီမို့နောင်ကျောင်းပွဲစဉ်တွေကြမှာဝင်ကစားခိုင်းမယ်အာမွေရင်လေ့ကျင့်ထားဖို့နှစ်သိမ့်နေမယ်ဂျေဒီကမလျှော့ဘူးခမအတင်းထက်မှန်တောင်းဆိုနေတဲ့သူမျက်နှာလေးကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာတနာရာရော အာနာရာဘာပေါင်းပြီးသူ့ကိုကစားခွင့်ပြုလိုက်တဲ့ဆိုရင်ဂျယ်ရီဟာပေါ်ပါရှင်မျိုးစွာနဲ့ကျွန်တော်အခန်းထဲကထွက်ခွာသွားလျင်သွားချင်းငါတို့မှားပြီလို့ချက်ချင်းတီးလိုက်ရပါလေ။ငါဘာလို့များဂျယ်ရီကိုကစားခွင့်ပြုလိုက်မိတာပါလေ။ငါမှားသွားပြီ။တကယ်လက်ရွေးစင်ထောင်းထောင်းမြည်လေးကြီးဝင်ကစားခိုင်းတာတော့မှမနှဲနိုင်အောင်ကစားရမယ့်ဒီပွဲဟာဘလောက်အရေးကြီးတယ်ဆိုတာငါလည်းသိရတာနဲ့မတတ်နိုင်ဘူးလေ။သူ့ကိုဝင်ကစားဖို့ခရီးပေးလိုက်မိပြီပဲ။ နေ့နေ့ပွဲစဉ်မှာဂျေရီဝင်းကစားမယ်ဆိုတဲ့သတင်းကမကြာမီမှာပဲကျွန်တော်တို့တက်ကတူကဘောလုံးဝါဒနာအိုးများအကြားချက်ချင်းပြန့်နှံ့သွားပါလေ။ဒါကြောင့်မေအချို့သူဖြစ်ပါမလားဂျေရီရှေ့ဘလောက်ရှိတယ်ဆိုတာကြာအသိဆုံးပဲဂျေရီကိုဒီပွဲထဲမှာထည့်ကစားတာကိုပြင်လို့မရတော့ဘူးလားလို့ကိုထီလက်ရောက်လာရောက်ပြောဆိုသူများလည်းရှိပါသေးတယ်။ကျွန်တော်ကကျွန်တော်မှားမှန်းသိပြင်မယ်။ဖခင်ကွယ်လွန်သွားချတဲ့ဂျေရီအတွက်သူပါဝင်ခွင့်ရတဲ့အတွက်သူ့နှလုံးစိတ်ဝမ်းတစုံတရာတတ်တာစီကျင်တာကတော့ အားကစားရွေးချယ်မှုနဲ့မပတ်သက်တဲ့ကျွန်တော်ရဲ့ဂျယ်ရီအပေါ်ထားရှိတဲ့စေရနာတက်တက်ပါပဲတနာလာနဲ့စေရနာနဲ့ရွေးချယ်မှုကိုတိကျစီပြုလုပ်တင်တယ်လို့ဝေဖန်တဲ့အတူတွေတောင်ရှိပါတယ်မတက်နိုင်တော့ပါဝေဖန်ခြင်းတဲ့အတူတွေလည်းဝေဖန်ပါသေးတော့ကျွန်တော်ဟာကျွန်တော်ကြီးလာရောက်တောင်းဆိုတဲ့အားကစားသမားများကိုတာမက အခြားအကစားသမားလူငယ်များရဲ့မျက်လုံးများကိုပါရေမဆိုင်ပဲပြောချင်တာပြောကြတော့ဆိုပြီးပဲထားလိုက်ရပါတယ်ဂျယ်ရီကိုပါဝင်ကစားခွင့်ပြုမိတော့ကျွန်တော်ရဲ့လောက်ရက်ကို တို့နားမလည်နိုင်ုံသာမကအံ့ဩနေမှလည်းအမှန်ဖြစ်ပါ၏ကျွန်တော်ဦးဆောင်မှုပေါ်တို့တန်တရားပွားနေကြမြင်မှလည်းအမှန်ဖြစ်ပါလေဘောလုံးမဲစားဖို့အချိန်နှီးလာပါပြီပရိသတ်ရဲ့အာပိဒံများကလည်းပုံမူကျေလောင်လာပါလေကျွန်တော်ယင်ထဲမှာလည်းပုံမှန်မဟုတ်ပဲလိုက်ကလှုပ်ရှားနေရပါတယ်ကျေဒီလေအခြားကစားသမားများနည်းတူကွင်းဆက်မျက်ခင်းမြင်ပေါ်မှာဒေဝူလေးကျင်ငယ်ယူနေပါလေသူမျက်နှာကိုကျွန်တော်တစ်ချက်ခိုးခိုးကြည့်လိုက်တဲ့အချိန်မှာတော့သူ့မှာယုံကြည်မှုအပြည့်နဲ့ အေးဆေးတည်ငြိမ်နေတာကိုတွေ့ရပါတယ်။ပွဲကြီးပွဲကောင်းတစ်ခါမှမကံဘူးသေးဘူးဟုပင်ထင်ရခဲ့သည့်အနေအထားမျိုးမှာဂျယ်ရီကိုမြင်လိုက်ရတော့ကျွန်တော်နည်းနည်းတော့အစီအေးရပါတယ်။ဒီရွေးချယ်မှုကဘောလုံးနည်းပြဆရာတူအနေနဲ့ဘလောက်အနေရကြက်မဲဆိုတာအားလုံးအသိဖြစ်ကြမှာပါ။ကဲဂျယ်ရီမင်းအတွက်ငါတို့ဆောင်ရွက်ခဲ့ပြီးပြီလေ။ဘောလုံးမဲစတင်ဖို့ခရာမှုတ်လိုက်ပါပြီ။ဘောလုံးကလေးဒီမြေပေါ်သို့ကျရသည်ပင်မရှိ။သူ့ခြေမှာကိုခြေပြောင်းရင်လေထဲတွင်ဝဲပြန်လို့နေပါလေ။ ယခုအချိန်တွင်တက်လက်စွာစူးစားပန်းစားကစားနေကြသောနှစ်ဖက်အတင်းသားများဤခြေစွမ်းခြေစသည်ရုတ်တရက်အခဲဖြတ်ဖို့ပင်ခက်ရပါသည်သူနိုင်ကိုနိုင်အစွမ်းကုန်ကြိုးပမ်း၍ကစားနေကြသူများကိုမိမိတို့အတန်ရောစဉ်ရှိသူနှစ်တက်တဘောကြသူတငကချင်းမိတ်ဆွေများကနာမည်တက်ခေါ်၍အားပေးနေကြသည်မှလေတကွင်းလုံးဆူညံနေတော့သည်ကျွန်တော်နားဆွင့်ကြည့်လိုက်တော့ဂျယ်ဒီနာမည်တက်ခေါ်၍အားပေးခြင်းတော့မကြရား ဂျယ်ရီကလွယ်လျင်အားလုံးသောသူများ၏အမိများကိုသာခေါ်ဆိုအားပေးနေကြပါလေတစ်ဖက်နှင့်တစ်ဖက်အချိန်နှင့်ကိုသွင်းခွင့်ရရှိရေးအတွက်ကစားနေကြသောနှစ်ဖက်စလုံးမှအကစားသမားများသည်တစ်ဖက်ကိုတစ်ဖက်အလျှော့ပြေးတွေ့၍မရတတိတစ်ချက်မလစ်စေရေးအတွက်အစွမ်းကုန်ကြိုးပမ်းပြီးထိန်းကစားနေသည်ကိုတွေ့ရပါသည်နာမည်ကြီးအသင်းကိုအနံ့ရရှိရေးမှခြေတူနေပြီဖြစ်တော်လေညံကူကစားနိုင်မှမှတော်ကကြမည်ကိုကျွန်တော်သဘောပေါက်သလို ဘောလုံးဝင်းထဲမှာကစားနေသူများကလည်းချက်ချင်းသဘောပေါက်တော့ကြောင်းသူတို့လည်းကစားကွက်တင်တင်ကပြူဟာကိုစပြောင်းကစားနေဒီကိုရုတ်ချီးတွေးလိုက်ရပါလေ။ကွင်းလယ်မှာကျဲဒီစတင်၍ဘောလုံးကိုထိုးဖောက်ဝင်လူပြီးကျွန်တော်တင်ကြပြေးထားသောကစားကွက်ကိုချင်းယူနေဒီကိုမြင်လိုက်ရသည့်ခဏကျွန်တော်အတော်အံ့ဩသွားမိပါသည်။အဲ့ဒီပြူမှုကတစ်ဖက်အတင်းမင်းအကွက်မမိခြင်းတော့ကတောင်းကနေဖြင့်ခံစစ်ကိုပြောင်းလဲအစွမ်းပြားရင်အတေလဲခုပြန်ကာကွယ်နေရရှာပါတော့တယ်။ အဲ့ဒီခါမှာတော့ပရိသတ်စီကဂျယ်ရီဂျယ်ရီကဆွဲထားတော်လာကြည်လာတငယ်ချင်းရဲ့လို့အားပေးနေတော့အတန်းများရုတ်တရက်ထွက်ပေါ်လာပါလေရှင်ခဏမှာပင်ဘောလုံးကိုတယောက်ထဲကျုံးတယ်လာတော့ဂျယ်ရီကအလုံးလှင်မြန်လာတော့အဟုန်ဖြင့်တစ်ဖက်သင်းဤကိုပေါက်ထဲသို့ပညာသားပပကန်သွင်းလိုက်ရာကိုသမမဖမ်းမိတော့ပဲကျွန်တော်တို့အတင်းအတွက်ပထမအနိုင်ကိုကိုဝေစော်ဦးရရှိလိုက်ပါတော့တယ်ခင်ဗျာကျွန်တော်အိမ်မက်များမနေရော့သလားလို့အထင်ရှိက ဘေးဘီသူ့မျက်စိကစားလိုက်တော့အန်ဘီလေးဤအနှဘီယမဝေရချီထားသူရိုးစ်မေရီစမစ်ကဆရာဂျယ်ရီကိုကျမပန်းကုန်းစွပြရစီနော်လို့အပြုံးကလေးဖြင့်တောင်းခံနေသည်ကိုတွေ့လိုက်ရတော့ကျွန်တော်ကအေးဂုံပြူရမှာပေါ့လို့အလိုက်တင်ပြန်ပြောလိုက်မိပါတယ်တေးကြပါပြီဂျယ်ရီခြေစွမ်းပြသည့်ပွဲပြီပဲကျန်ဘောလုံးသမားများလေအားတက်လာကဘေးယူအချိတ်ဆက်မိမိကစားနေကြသည်မှာပွဲစဉ်တစ်ချောက်ကြည့်၍အကောင်းဆုံးပွဲတစ်ပွဲဖြစ်ပြိတက်ကအတိမှန်ပြူကြသည် တဖက်အတင်းမှာဘောလုံးသမားများပင် မြင့်တက်မိကာဂျယ်ဒီကိုမျက်ခုံးပင့်ကြည့်လာကြပါတော့တယ်။ကစားပွဲစဉ်တခြားတကားမှမမြင်ဘူးခဲ့မတွေ့ဘူးခဲ့တဲ့လူသစ်တူဖြစ်တဲ့ဂျယ်ဒီဟူသောနာမည်ကိုပင်သူတို့အမှတ်မထားမိကြ။ယင်းလူသိန်းတငယ်ကခြေစွမ်းပြကစားလာပြီဆိုတော့သူတို့အားလုံးလည်းဖြုံကုန်ကြပါလေ။ဂျယ်ဒီကလည်းဘောလုံးမော်အတက်များဝင်းနေလေရောတလားမသိမှတ်ထင်ရလောက်အောင်ပင် ခံစစ်တိုက်စီနှမျိုးစလုံးကိုကွင်းတွင်လုံးမှကျွမ်းကျင်စွာ လိုက်၍ကစားပြနေပါတော့တယ်ထို့ပြင်ထိုးဖောက်လူယူခြင်းကာကွယ်ပိတ်ဆို့ခြင်းအပြေးလျင်မြန်၍တက်လုံကောင်းစွာမောခံနိုင်ခြင်းကိုတွင်ခွင့်များကိုခွင့်ရရလျင်ရသလိုဖန်တီး၍ပညာသားပါပါကံသွင်းနိုင်ခြင်းစသဖြင့်ဘောလုံးသမားကောင်းတဦးမှန်လျင်ရှိရမည့်ရည်အချင်းများအားလုံးနှင့်ပြည့်စုံနေခြင်းတို့ကြောင့်ဝဲစဉ်၏ဒုတိယပိုင်းတွင်လည်းတစ်ဖက်အတင်းမှဖိကစားကအတေလေကာဝယ်ခုခံခဲ့ကြသည့်အတိုင်းကိုသွင်းခွင့်မသာခဲ့သဖြင့်ကျွန်တော်တို့ IP လေးအတင်းမှာ ဘယ်သူမှမထင်မဲ့မမျောလင့်ပါပဲတကူကိုမရှိဖြင့်အနိုင်ရရှိခဲ့ကြပါရယ်ခင်ဗျာဘောလုံးသမားများရဲ့အဝေးလဲခံအတွင်းမှာလေအပြင်ကွင်းထဲမှာကဲတော့ပင်စူညံလျက်ရှိပါလေဘယ်ကွက်မှာဘလို့လိန်ဆွဲ၍ဝိပတ်ကဘိုးသွင်းခွင့်ရပါလေရဲ့အခွင့်အရေးကောင်းတစ်ခုဆုံးရှုံးရလေခြင်းလို့တပြစ်တောက်တာစိတ်မနိုင်ခဲမနိုင်နဲ့တံပီရိုနေတံပီရိုနိုင်ရန်ကိုလက်တီးနဲ့ထိုးနေတဲ့သူရှိသလိုအာရခြင်းနဲ့လုံးလို့တွေ့သည်မအနီးနာကကစားဖော်များကိုအိုက်ဖက်နံ ထိပ်ပုတ်ကောင်းပုတ်လုပ်နေတဲ့သူတွေလည်းရှိပါတယ်။ဝမ်းနေမှုဝမ်းသာမှုအစွန်းရောက်လုံးသူတွေကိုယ်တိုင်မိမိကိုယ်မိမိထိမနိုင်သိမရ။ဟောဟစ်တန်နေကြတဲ့တွင်ငှိုက်ဆိုင်ကြနေတော့သူကောင်းကိုသူတို့ဘောတင်း၍အခန်းထောင်တနေရာတွင်တိတ်ဆိတ်စွာစောင်းကြောင်ထိုင်နေသူကတော့ဂျယ်ရီပင်ဖြစ်ပါလေ။သူ့ကိုကျွန်တော်ကတိုင်းဖက်ရင်ဂျယ်ရီဘာဖြစ်လို့လဲတားရဲ့ဒီနေ့တအကောင်းဆုံးကစားခဲ့တာပဲမဟုတ်လား။မင်းဒီလိုကစားနိုင်လိမ့်မယ်လို့တာငါမထင်ထားခဲ့မိဘူး။တကယ်ပါဂျယ်ရီ မင်းဘယ်ကအင်အားတွေကျွမ်းကျင်မှုတွေနဲ့ဘောလုံးမှုအတက်ကိုဘယ်ကရခဲ့တာပါလဲလို့ဆရာတွေးနေမိတာလို့ဝန်တာအာရမေးလိုက်မိပါတယ်ဒီတော့မှဝန်နေတာလားဝန်တာတာလားဘယ်လိုအရေးအကဲမျိုးမှဖမ်းလို့မရတဲ့ခြေဒီမျက်နှာလေးမော်လာပြီးဆရာတကယ်တော့ဘွားတပားကိုပြောင်းသွားချရတဲ့ကျွန်တော်အဖေဟာမျက်မမြင်ဒုက္ခိတတူပါသူလေးနှစ်လုံးလုံးကျွန်တော်ဘောလုံးကစားတာကိုကြည့်ရမရှိလားအားပေးခဲ့ပြီမဲ့ကျွန်တော်ကစားခွက်ကိုသူမမြင်နိုင်ရှာပါဘူးဒီနေ့တော့ကျွန်တော်ကစားတာကို ကောင်းကင်ဘုံကနေပထမဆုံးအချိန်အသေးမြင်နိုင်မှာမို့ဒီပွဲမှာကျွန်တော်အစွမ်းကုန်ကစားခဲ့တာပါဆရာ။အိုးဂျယ်ရီရယ်ခလေးရယ်ဒီနေ့ဖျက်ပြခဲ့တဲ့ဝတ္ထုလိုလေးကိုအချိန်ပေးပြီးနာတော်တာဆင်ပြေခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာ။နာတော်တာဆင်သူများအားလုံးခាយစိတ်တဒုက္ခများနဲ့ပြည့်စုံကြပြီးမိဘကျေးဇူးအထူးဆန့်နိုင်သောပုဂ္ဂိုလ်လူပုဂ္ဂိုလ်များများဖြစ်နိုင်ကြပါစေခင်ဗျာ။